မင်္ဂလာပါဒီနေ့အမေရိကန်နဲ့တရုတ်ကြားဂုံတွေစစ်ပွဲကပုံမှန်ပြင်းထန်လာတဲ့အတွက်ကြောင့်ကျွန်တို့ဟာကြီးဆုံးစစ်ပွဲရဲ့ဇာတ်လမ်းထည့်သူရောက်ရှိနေကြတာဖြစ်ပါတယ်။ဒါကပတ်စစ်ပွဲရဲ့ကြီးဆုံးနိုင်ငံကြားဆိုရှယ်ယာမြင့်တက်လာစေအတွက်ပွဲကြီးဖြစ်ပြီးဒီစစ်ပွဲကြောင့်အပစေကွဲ့အခြေအရာအလုံးကိုလုံးလုံးခြားခြားဆက်သွားခဲ့ပါတယ်။ဒါဆိုဘုတို့အတွက်ကအင်းထန်ဆုံးနဲ့ဖြစ်ခဲ့ဆုံးဖြစ်နေတယ်လေ။ဂုံတွေရဲ့ဇက်ခုံကိုကြည့်ရအောင်။ ထွန်းကညာနာပျက်စီးခွင့်ယူမှုကဲ့သို့တရားမျှတမှုမရှိတော့ဂုံတွင်မှုအလဲထားတစ်ခုဆိုရက်တရုတ်နိုင်ငံပေါ်ဆွဆွေးကထွန်းကတရုတ်ကုန်ပျက်စီးများပေါ်2018ခုနှစ်တွင်ခွန်စစ်ကြမ်းမှုများတောင်းခံခဲ့ပြီးဂုံတွင်ရေးစစ်ပွဲကစတင်လာခဲ့ရပါတယ်လူချင်းတဲဝန်နိုင်ငံတွေလည်းကောင်းဤပုံပန်ကိုစစ်ကြမ်းမှုဖြစ်ပြန်လည်တုတ်ပြန်ခဲ့ပြီးဖြစ်အကောင်းဤလူချင်းကစားရက်ဂုံတွေတက်ပွဲကဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ် ဒါပေမဲ့ကွန်ဂရက်ရဲ့စစ်ပွဲဆက်ခဲ့တဲ့အခါကထရန့်ဘာမားတမ်ဒါတက်တန်ကိုဆုံးသွားတဲ့အခါကွန်ဂရက်ရဲ့စစ်ပွဲဟာအခမ်းအနားတော့ခဲ့ရပါတယ်။ဒါပေမဲ့တရုတ်ပြည် MSO ကဧပြီလ2025တို့ပြန်ရောက်ရှိလာစေခဲ့ပြီးခင်ကားတဲ့ပုံမူအပေါ်တကောက်မှုများဖြစ်ပေါ်လာခဲ့ပါတယ်။ဒီကိုထရန့်ဒုတိယကြိမ် USN တမ်ဒါတောင်းထမ်းဆောင်လာတဲ့အခါအရင်တရုတ်အပေါ်ဝင်ဆက်ချက်တဲ့ပုံကိုတပန်နိုထလာစေခဲ့ပါတယ်။ ဂျပန်နှုတ်ထလာတဲ့နေ့အမြတဲ့ရုပ်ပေါ်945ရခိုင်နှုန်းအထိတွန်းမြင့်လာခဲ့ပြီးဒီတဲ့ရုပ်ကလည်း USN ပေါ်80လင်းရခိုင်နှုန်းမှ125ရခိုင်နှုန်းအထိတန်ပြန်ကွန်စီချက်မှုများပြုလုပ်လာခဲ့ပါတယ်။၎င်းတို့ဟာဒီ American ကွန်ပျက်စင်းများပေါ်ကွန်စီချက်မှု125ရခိုင်နှုန်းတူောက်ခဲ့ပြီး American ၏အမေတာနှင့်သဘာဝတမ်းမှတ်တင်ပို့မှုကို Facebook ချင်းနဲ့တို့ရှုဝက်အောက်ကုန်ဟောက်တော့အသားစီးတွေကိုလည်း တင်တွင်းထားတာဖြစ်ပါတယ်။ဒါဟာစီးပွားရေးနောက်အင်တခုတည်းတို့ရောက်ရှိနေကြတာဖြစ်ပါတယ်။တို့ဘာကြောင့်ပြန်လည်တိုးကောက်လာရလဲဆက်ကြည့်အောင်။ American တွေကုန်တွင်မှုငွေပြမှုရှော့ချရင်းနှီးပတ်သက်ပြီးပြီးခဲ့တဲ့နှစ်တွင်မှာ American ကတရုတ်နိုင်ငံကိုဒေါ်လာ138ဘီလီယံပူးတင်သွင်းခဲ့ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံက143ဘီလီယံတာတင်ပို့လာခဲ့ပါတယ်။ဒါတို့ကိုကြည့်ပြီးချွန်းကအခွန်စစ်ချက်မှုတွေ American တို့ကုန်ထုတ်အလုံးများ ပြန်လည်ရှင်းလာစေရမည်ဟုကျန်းကပြောကြားလာခဲ့ပါတယ်။တစ်ဖက်နိုင်ငံဖြစ်တဲ့တဲယုတ်ကွင်းဆက်က၎င်းဟာအဘပါဝါတဲ့စင်ခုံမှုတစ်ခုဖြစ်လာတယ်ဆိုပြီးမှပြောကြားလာပါတယ်။ဒါကြောင့်တဲယုတ်တမ်တရှင်ချင်းဖင်ကအခွန်စစ်ချက်မှုဟာအာသာတစ်ခုလို့ခေါ်ဆိုခဲ့ပြီးအဆုံးထိတက်ပွေးဝင်မယ်လို့ကြေပြုခဲ့ပါတယ်။ export ရေးသားချက်အရတဲယုတ်ကောင်းဆောင်များကအနံ့ကျင့်မှုမဟုတ်ပဲလဲလဲဆဆဆစ်ဆန်မှတ်တာ USN နဲ့ Scarborough ရန်ရှိတယ်လို့ညှိတာခဲ့ပါတယ်။သူတို့ဟာ လေးစားမှုမရှိဘူးအနံ့ကျင့်တယ်ဆိုပြီးမှပစံနဲ့တဖွာဖွာပြောနေတာကိုချင်ဖြစ်ပါပဲ။ဒါကြောင့် spoiler ကတနင်္ဂနွေနေ့တနင်္ဂနွေလေးစားမှုကရှားပါလာကြောင်းတတိပေးခဲ့ပါရယ်။ဘယ်လိုတွင်နာကျင်နေမလဲ။ဒါဆိုဝေဒနာကိုဘယ်လိုပူခံစားမလဲစဉ်းကြည့်အောင်။အမေရိကန်စားသုံးသူနဲ့ဆက်လိုက်ရအောင်တရုတ်နိုင်ငံဒီမန်ကူဆိုဝဲ69ရာခိုင်နှုန်းနဲ့တခြားအရာများနောက်ပြီးကလဲကစားဆရာရုံများ25 90ရာခိုင်နှုန်းကိုထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ် ။နောက်ပြီးလက်ရှိရန်ဒီယန်နေစက်ပစ္စည်းမျိုးစားစိတ်ပိုင်းများနေစက်ကရီရဲ့မျိုးမျိုးတို့ကိုထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။အဓိကလက်ရှိပစ္စည်းနေကွန်ပျူတာစမတ်ဖုန်းစက်ရန်ဒီယန်ကရီယာများပြိပောကရုံနေအကစားပစ္စည်းများပလတ်စတစ်များနေလုံသုံးပုံပစ္စည်းများထုတ်လုပ်ပြီးတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ DR ရဲ့ပေါ် အခွန်ကောက်ခံမှု၅ရက်၄၅ရက်ခန့်လုံးဖြင့်အင်ပြက်စင်းများကိုကောက်ခံပါကဈေးနှုန်းကဆက်မကမိတက်သွားမှာဖြစ်ပါတယ်။နောက်ပြီးဒီကုန်တွေမှုနဲ့ထုတ်လုပ်မှုစီပုံကလည်းဒီရတွေပြောက်ပွင့်သွားမှာဖြစ်ပါတယ်။ဥပမာရုပ်တရုပ်ကိုဒေါ်လာ၅ရက်ပဲရရင်ဘယ်သူမှဝယ်သူမရှိလို့တင်ပို့မှုလည်းရှိလာမှာမဟုတ်ပါဘူး။တယုတ်ကလည်းဒီတဘာဝတံွေရန်နစင်းနဲ့ရန်နတံွေဆေးဝါးအမျိုးမျိုးတွေကို USA ကိုမိခိုနေရတာဖြစ်ပါတယ် ရက်ကိုပစ္စည်းအစိပ်ပိုင်းများအများပြားတင်သွင်းနေတာဖြစ်ပါတယ်။တဲ့ရတွေလေရင်နဲ့အစိပ်ပိုင်းများအတွက် US ကိုမိခုငယ်ရတာဖြစ်ပါတယ်။ Now US နဲ့မြန်မာများတွေလည်းဘေပိဆက်ဝက်သားနဲ့အမေသားတို့ကိုတဲ့ရရဲ့တံပြင်မှုဖြင့်ဒုက္ခရောက်နေရပါတယ်။2016ခုနှစ်မှာ US နဲ့မြန်မာများဟာ15ရာခိုင်နှုန်းများတည်းလေယာဉ်လုပ်ငန်းမှာဖြစ်သွားနိုင်ကြောင်းသိပေးခဲ့ပူပါရယ်။တရုတ်တွင် NGO တစ်ခု တရုတ်ဟာအမေရိကန်တွေ Great Wall ကနေ electronic ပစ္စည်းများဖလုတ်ပြီးလုပ်ငန်းရှင်များယူပြတ်ပစ္စည်းသွားမှာဖြစ်ပါတယ်။ Goldman Sachs ကတရုတ်နိုင်ငံ၏ GDP ခန့်မှန်းချက်များကိုဖျက်တောက်လိုက်ရင်တရုတ်လုပ်သားတန်း20အထိတက်ကပစ္စည်းနံသားကြောင့်လုပ် limit ဖြစ်သွားနိုင်ကြောင်းသိရပါတယ်။ဒါပေမဲ့နေရာတွေဟာ liquid တစ်ခုသာဖြစ်တယ်ဆိုပြီးမှတရုတ်ကပြောနေပါတယ်။တရုတ်အစိုးရက ၎င်းတို့အသက်နေပေါင်းများစွာကျွန်တင်ပြင်ဆင်နေခဲ့ပြီးအမေရိကန်၏ခွန်ဆင်ချက်မှုများကိုခံနိုင်ရှိပြီးကျော်လွှမ်းနိုင်မည်ဟုယူဆထားကချဲတောင်အာရှနှင့်ဂုံပင်မှုကိုပွဲပြားစေကာဥရောပတိအေးချမ်းချမ်းလုံးနိုင်မည်ဟုယူဆထားရပါတယ်ရူရဲ့ကွန်မြူနစ်စနစ်ဟာတာတကူဒီလှုပ်ဆောင်နေပြီးခံနေရှိမည်ဟုအတိပေဖွဲ့ကခါတိမှုကိုစားတောင်းနေမည်ဟုသစ္စာထားခဲ့ဟန်ရှိပါတယ်။ဒါကြောင့်တဲဥစီပွားရေးပညာရှင်တယောက်က US မှာပါပဲနှိပောင်းများစွာရက်တင်နေတယ်လို့ကြုံဝန်ထားပါတယ်။တချင်တင်းမှာပဲဈေးနှုန်းများဆက်လက်မြင့်တက်နေပါကအမေရိကန်မဲဆန်လက်ရှင်များဟာဒီခံမှာမဟုတ်ကြောင်းသိဆထားခဲ့ပါတယ်။ဒါဟာတဲဥတို့ရဲ့ review ဟာဖြစ်ပါတယ်။ဒီကုံတွေရဲ့စိတ်ပွေးဟာအမေရိကန်နဲ့တဲဥတို့မကစားတဲ့ရင်ပြဿနာကြီးကြီးဖြစ်နိုင်တာဖြစ်ပါတယ်။နောက်ပြီးကမ္ဘာကြီးကိုလည်းသုံးလုံးဆဲသွားတဲ့အရာတစ်ခုပါ။ဘလုံးဆိုင်ရဲ့စတုတ်ဈေးကွက်တွေကြောပြန်ဖြစ်လာတယ်။ အရှာနဲ့ဥရောပရှေ့ရမြန်းတဲ့သူရင်းနေစေတွေကြနေပြီးယင်းနှမြောင်းနိုင်သူတွေကြားခင်းလက်တကြားနဲ့ရွှေစေတွေဆန့်ကျင်တင်မိတ်သက်သွားပါတယ်သူတို့ဖြစ်ဝင်းနန်နဲ့မက်ဆင်ကိုလိုကက်တို့အခြားသောနိုင်ငံများသည့်အကောင့်တို့၏ကိုပတ်ကိုစစ်ကြမ်းမှုများနဲ့ရင်ဆိုင်နေရပါတယ်တယောက်ကလည်းအမေရိကန်ဖြစ်မလိုက်ရာတတိပိတ်ခဲ့ပြီးပြက်ပြက်တတနဲ့တန်ပြန်ရဲယူမှုများနဲ့ရင်ဆိုင်ရမည်ဟုဆိုကရှက်တောင်အားရှာပြီးအင်အားကြီးမြေစလုံးနဲ့အကြီးကြီးကုန်တွင်မှုကြီးအင်ကျက်စွာရှောက်လန်းနေရပါတယ် ။အာရှမှာအမေရိကန်နဲ့ဝေးရကိုပါဝါပြောင်းသွားစေရန်ဂျပန်နဲ့တောင်ကိုရီးယားနဲ့ဆက်ဆံရေးကိုမင်းတက်ဖို့ရန်တေဥကတာရကိုအသုံးပြုနေပါတယ်။နောက်ဆက်တွဲဒီစီးပွားရေးမဟုတ်တော့ဆိုရုံကိုတေဥနိုင်ငံကတောင်းသားတွေကိုအမေရိကန်မှာပညာသင်ကြားဖို့တတိပေးခဲ့ပြီးဒါတွေကိုအမေရိကန်ကတေဥကျောင်းသားဗီဇာချုပ်ကိုရုပ်သိမ်းခဲ့ရပါတယ်။ရင်ကရင်ကျင်းမှုနှင့်ပညာရေးဖိလင်မှုကိုထိခိုက်ဆင်နေပြီးကုန်တွေရေးစစ်ပွဲကိုပုံမှန်ကျင်ပြတ်သောနှိပ်ပခဖြစ်သူပြောင်းလဲသွားနိုင်တယ်။ ရရကြောင့်ထံဝန်နှင့်တောင်ပြုတ်ပင်နှင့်ကဲတို့သောနေရာများသို့တိမ်းမှမှုများပြလန့်နာမည်ကိုလည်းလာတုံ့တန်ရပါတယ်။ဒါတွေကိုညက်တနံမလားတလန်ရောရှိပါလားအသက်စလုံးကဆွေးနွေးပွဲတွေလုပ်ဖို့ပွန့်ပွန့်လင်းလင်းပြောပေမဲ့အခွန်ကောက်ခံမှုတွေနှင့်တက်လာတဲ့အခါသဘောတူညီချက်ရဖို့ဖြစ်ပါတယ်။ထွန်ရင်ကစားကွက်မှာတရုတ်နိုင်ငံတွေကိုစွာမိတ်တုံမိတ်တုံဖြစ်မည်ဖြစ်တော်လဲအမေရိကန်ကားများအတွက်ရှားပါတော့တပ်ထွန်များလူမီနီယံများတင်တင်ပို့မှုများကို ထိ ंछ ုံရန်ပေကျင်းကသူဆွဲပေးခဲ့ပါတယ်။အမေရိကန်နေတရုတ်ကုန်တွေမှုကိုလုံးဝရပ်ဆန့်ခြင်းနဲ့အပြည့်ဝဖျက်တောက်ခြင်းမဖြစ်နိုင်တော့ပါ။ဘာကြောင့်လဲဆိုရင်အမေရိကန်ဒီတရုတ်အပေါ်အလူမီနီယံနဲ့သတ္ထုအတဲ့အလွန်ကျွမ်းကိုနဲ့နေရပြီးတရုတ်ကလည်းအမေရိကန်ဈေးကွက်ကိုလိုအပ်နေပါလေ။ဒါပေမဲ့ဒီရတွေကကြားလေလေလူတန်းအတွက်ပိုဆိုးလေပါပဲ။ငွေကြေးပေါက်ပေါက်မှု မြင့်တက်လာတဲ့နေ့အမြအဘစီပွားရေးကြဆင်းမှုကိုဘောကဗေဒပညာရှင်များကသတိပေးခဲ့ပြီးညှင်းထက်တိုးလာပါကလူတန်းပေါင်းများစွာပြီးစီးရင်တွင်တို့တုပ်ပွန်ခံရမှာဖြစ်ပါတယ်။မကြတဲမီကတေဥတန်အမတ်ကရင်းကိုစီပွားရေးပြတ်ကျမှုနဲ့နိုင်ရှင်ကခုံကောက်ခံမှုတွေကပစီပွားရေးကိုပြက်စီးနိုင်တယ်ကိုတွေ့ကြခဲ့ပါတယ်။ချင်းတင်းမှာပဲထရန့်ကသူဟာအမေရိကန်အလုပ်သမားတွေကိုအကာအကွယ်ပေးနေတယ်လို့ပြောပါတယ်။ဘီဒိုမန်လည်းဒါပေမဲ့ရှင်းရှင်းလင်းလင်းပြောရရင်ဒီကွန်တရီစစ်ပွဲကဘာလုံးဆိုင်ရန ကုံတွင်မှုစီးမီးတွေကိုပြန်ရင်းနေပြီးတရားမှုတွေကအကြောင်းတို့အားလုံးခံစားရမှာဖြစ်ပါတယ်။2025ခုနှစ်အပိလတွင်အမေရိကန်၏တရုတ်ကုံတွင်ရေးစစ်ပွဲအခြေအနေဖြစ်ပါတယ်။လွေကူတော့အဖြစ်ရှိတော့ရှုံးသေးတော့တပ်ပွဲတစ်ခုဖြစ်ပါတယ်။